အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆရာဖေမြင့်ရေးသားထားတဲ့နှလုံးသားအာဟာရယတ္တစာများတတရတွေမှာဘယ်အခါခမညာချမ်းသာပြီးပြောမလဲဆိုတော့စာပုဒ်ကလေးကိုဖတ်ပြသွားမှာဖြစ်ပါတယ်ရှင်နားဆင်ခံစားပေးကြပါအောင်ရှင်ကျမတို့စိတ်ထဲမှာကျမတို့ကိုယ်ကိုဘလို့ထင်နေမြင်နေဆွေးမြေ့တမတ်နေမိသလဲ အဲ့ဒီအတိုင်းကျမတို့တကယ်ဖြစ်လာလိမ့်မယ်အန်လန်ဒာကျွန်တော်မင်းနီဆိုတာနေမှာခလေးဘဝတော့ငါဖယဲသည်ဆိုတာတိတ်အရသာရှိတဲ့အဖိုးတန်စားစရာတစ်ခုပေါ့ကျွန်တော်ဖေရဲ့အပေါင်းတင်ရောင်းရင်တူဖြစ်တဲ့ဘာနီဆိုတဲ့ပုဂ္ဂိုလ်ကြီးကဖယဲသည်အပါအဝင်တတိဝလန်နေနဲ့ဟင်းသီးဟင်းရွက်မျိုးစုံတွေ လက်ကဖြန့်ချီရောင်းချတဲ့အလုံးနဲ့စီးဝါဖြစ်နေတယ် စိန်ပေါ်မှာသူကုံလောင်ယုံတစ်ခုဖွင့်ထားတယ်။မြရာတီရောက်လို့ဖဲသေးတွေစဝင်လာပြီဆိုရင်ဘာနီကလန်းခေါ်တယ်။အဲ့ဒါဆိုရင်အဖေနဲ့ကျွန်တော်ကသူ့ကုံလောင်ယုံကိုသွားပြီးဟိုရောက်တာနဲ့ဖရဲတီစားဖို့ကြကြနနနေရာယူကြတယ်။စိတ်ခံတတ်တာအစွန်မှာတာဖနဲ့ရောက်ခြေတွဲလဲချပြီးထိုင်ကြတယ်။ရှေ့ကိုငုံကိုင်းပြီးဖရဲတီစားမယ်။ ဲ့ဒါဆိုဖရဲတီးကအရေးတွေအဆက်တွေကိုပေါ်တိတ်မကြဘူးပေါ့ကျွန်တော်တို့အသင့်ဖြစ်နေတဲ့အချိန်ဘာနီကဖရဲတီးခွဲတဲ့ဓာတ်ကိုယူ ပထမဆုံးဖရဲတီးကောင်းကောင်းလှလှတလုံးရွေးပြီးဟက်ကနဲ့ခွဲကျွန်တော်တို့ကိုဖရဲတီးစိတ်ကြီးတစိတ်ပေးသူကိုယ်ရံလည်းတစိမ့်ယူပြီးကျွန်တော်တို့ပြီးဝင်ထိုင်နေ။အဲ့ဒီနောက်ဖဲသေးတဲ့ခေါင်းမြုပ်ပြီး၃ယောက်သားအပတရစားကြတာပဲ။ အပတရားဆိုပေမဲ့စားလို့ရသမျှအားလုံးကုန်အောင် စားကြတာမဟုတ်ဘူးဖဲသည်အလေသာနီနီရဲရဲအပိုင်းအချိုးဆုံးအပိုင်းအရသာအရှိဆုံးအပိုင်းကိုမှရွေးပြီးစားကြလားကျန်တာတွေအားလုံးလွှတ်ပစ်လိုက်ပြီးရင်နောက်တစ်လုံးအဲ့တလူစားကြလားကျွန်တော်ဖေကတော့ဘာနီမတကယ်တထေးလို့ဆိုလေးရှိရဲ့ကျွန်တော်စိတ်ထဲမှာသူ့လုပ်ငန်းကြီးပွားအောင်မြင်နေလို့ သူ့ကိုအဖေကတထေးလို့သတ်မှတ်တာပဲအမိကဲမိတယ်။နှစ်ပေါင်းများစွာကြာတော့မှကျွန်တော်အဖေဘာနီကိုချမ်းသာတယ်ပြောတာသူ့ပိုင်ဆိုင်တဲ့ဥစ္စာတနာတွေချင့်တွက်ပြီးပြောတာမဟုတ်ဘူး။ဥစ္စာတနာကိုသူ့ဘလို့အတုံးချတယ်ဆိုတာကြည်ပြီးပြောတာကိုဆိုတာကျွန်တော်သဘောပေါက်တယ်။ဘာနီကဘယ်အချိန်မှ အလုပ်ကိုဘလို့နားရမယ်။ မိတ်ဆွေအပေါင်းတင်နဲ့ဘလို့ပြပြပပနေမယ်။ဖယဲတီးကို အရသာအရှိဆုံးအပိုင်းကြီးရွေးပြီးဘလို့စားမယ်။အဲ့ဓာရိသူကောင်းကောင်းနားလေတယ်။ချမ်းသာလဲမချမ်းသာဘူးဆိုတာစိတ်တက်ပေါ်အများကြီးမူတည်နေပါကလားလို့ဗာနိအကြောင်းစဉ်းစားရင်ကျွန်တော်သဘောပေါက်ရတယ်။ကျွန်တော်တို့ပဝင်ခြင်းမှာတချို့လူတွေရှိရယ်။အရန်ချမ်းသာကြတယ်။ဒါပေမဲ့တနေရာမှာကြကြနနထိုင်ပြီး ဖဲသီးကိုအားရပါရအနှစ်သာရကြီးရွေးစားဖို့အချိန်မပေးနိုင်ကြဘူးစိတ်အေးလက်အေးမရှိရှာကြတဲ့ကြွယ်တွေတချို့ကြတော့အတင်းတင်းစီရနေတဲ့အတင်းတင်းစီရနေတဲ့ပုံမှန်ဝင်ငွေလေးနဲ့ပဲပြပျော်ကြီးနေနိုင်ကြတယ်တနာဥစ္စာမပေါ်များလဲချမ်းသာကြွယ်ဝစားသူတွေပေါ့ခမားမှာဝင်ငွေတွေဘလောက်ကောင်းကောင်းခမားလုပ်ငန်းကြီးကဘလောက်ပဲကြီးကြီးကျယ်နေ စိတ်ကံတရာမှာစိတ်ဤလက်ဤချစ်တွဲလဲလိချတိုင်းပြီးလူဘဝရဲ့ယတလီတွေကိုဖယ်သည့်စိတ်ခေါင်းမြုပ်ပြီးစားသလိုနှင်းနှင်းချက်ချက်ပြပြဝဝကြီးခံစားဖို့အချိန်မပေးနိုင်စိတ်မအားလူမအားနိုင်ဘူးဆိုရင်အေယာမကင်ကနန်းတွေနဲ့ဖော်ပြနေရတဲ့ဖော်ပြရတဲ့ခမားလုပ်ငန်းကြီးရဲ့ဖြစ်စည်းနှိမ့်ဆက်မှုကို ခမားခံနေရတာပါပဲ ကျွန်တော်လဲထိုနီ၎င်းကြုံခဲ့ဘူးပါပဲငငယ်တုန်းကစိတ်ခံတရားမှာအဖေရဲ့ဘာနီရဲ့ဖယဲသည့်အတူထိုင်စားခဲ့ပေမဲ့ဘာနီကြတဲ့နမူနာကိုခေါင်းနဲ့မဆွဲမြဲမိခဲ့ဘူးချမ်းသာဖို့ငွေရှာဖို့ဆိုတာတွေနဲ့အာယုံများပြီးနှစ်ပေါင်းများစွာမအားနိုင်မနားနိုင်ပဲရှိခဲ့တယ်အလုံစောရီနဲ့အတော်မောပြီးဆိုတဲ့အခါကြမှာ ဘာနီပေးခဲ့ဘူးတဲ့သင်္ကန်းစာကိုပြန်အမက်ရမိတယ်။ခုတော့ကျွန်တော်နေတက်သွားပြီ။နေဖို့အချိန်လေးလဲအတန်အသင့်တော့ကြံသေးတယ်လို့ကျွန်တော်အောက်မိပါတယ်။ချမ်းသာပျော်ရွှင်မှုစိတ်ချနူးမှုတွေကိုဖြတ်တန်းနေစေနေစဉ်ဘဝထဲမှာပဲရှာဖွေခံစားဖို့သူရပားတွေရဲ့လောက်ကန်ဆောင်ရွက်ထမြောက်အောင်မြင်မှုတွေကိုလည်းတန့်စင်တဲ့စိတ်ဓာတ်နဲ့ ရှုမြင်ခံစားမူရိတာပွားဖို့ဆရာတွေပါတကယ်တော့အဲ့ဒါတွေဟာဖယဲသီးရဲ့အရသာအရှိဆုံးအပိုင်းတကယ်အနစ်တာရအပိုင်းတွေဆိုတာကျွန်တော်သိခဲ့ပြီဒါတွေကိုရွေးနှုတ်ခံစားတတ်တယ်လို့ဒါတွေမှအပဖြစ်တဲ့တခြားအစိတ်ပိုင်းတွေကိုတန်ရောစင်မပွားပြက်ပြက်သားသားစွန့်ပစ်တတ်ခဲ့ပြီခဏိတော့တကယ်ချမ်းသာတဲ့လူတယောက်ကျွန်တော်ဖြစ်ခဲ့ပါပြီ ဟုတ်ကဲ့ပါရှင်အခုဆိုရင်တော့ဆရာဖေမြင့်ရေးသားခဲ့တယ်ဘယ်အခါခမညာချမ်းသာပြီးပြောမလဲဆိုတဲ့စာပုဒ်ကလေးကိုဖတ်ကြပေးသွားခဲ့တာဖြစ်ပါတယ်ရှင်အဆုံးထိနားဆင်ပေးတဲ့အတွက် အထူးပင်ကျေးဇူးတင်ရှိပါတယ်တာယာတော်နည်းရဲ့လေးကိုပန်းဆန်းနိုင်ကြပါစေ